ဒီနေ့မှာတော့ရှစ်ချင်းကိုဖော်ပြတဲ့ what to have ကိုအတိတ်ဖက်အမျိုးမျိုးနဲ့တုံးကြတဲ့ထဲကမှအချို့ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ Sherry Bajo Cafe မှာပြန်လည်ကြည့်ဆိုပါမယ်။ဆိုတော့ have ဆိုတာ verb flow ခေါ်တဲ့ကိရိယာဖြစ်ပြီးတော့အတိတ်ဖက်မျိုးစုံနဲ့အသုံးဝင်တဲ့စကားလုံးတစ်လုံးဖြစ်ပါတယ်။အများအားဖြင့်ကိုယ်မှာရှိတဲ့အရာကိုဖော်ပြတဲ့ပိုင်းဆိုင်ခြင်းစားတောက်ခြင်းတခုခုတွေ့ကြုံခြင်း တခုခုပြုလုပ်ခြင်းစတဲ့အတိတ်ပဲတွေအတွက်တွင်ကျဲစွာအသုံးပြုပါတယ်။ဒါဆိုရင်တော့ဒီဥပမာလေးတွေနဲ့ကြည့်ရအောင်နော်။ကျွန်တော်မှာအိမ်တစ်လုံးရှိတယ်။ဒါမှမဟုတ်အိမ်တစ်လုံးပိုင်ဆိုင်တယ်။ have a house မနက်စာစားတယ်နေ့လယ်စာစားတယ်ညစာစားတယ် have breakfast have lunch have dinner တေးစာစားတယ် have a snack coffee တောက်တယ်လဖိတ်တောက်တယ် have a coffee have a tea. A choe dam ho a cha yamaga, pyo yamaga tku tau de, have a drink. Ye chore, have a bath or have a shower. Ye goodi, have a swim. Kanana di, have a break or have a rest. Jishu lila di, have a look. Pyo bweza twet di, have a picnic. Alaya yudi, have a holiday or have a day off. စပိညက်ဒီ have a haircut ပျော်ရွှင်ဒီ have fun or have a good time စားကြရမယ် have to study အိမ်မက်မက်ဒီ have a dream ပျော်ပွဲရှိပွဲကျင်းပဒီ have a party ဒီနေ့ကတော့ဒီလောက်ပါပဲเนาะနောက်ထပ် have ကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတာနောက်ဗီဒီယိုမှာရှင်းပြပေးတော့အောင်ပျံလဲတွေ့ဆုံကြမယ်เนาะအားလုံးပဲ bye bye